သမီးတို့ရေတီချဲအခုတင် जा ပေးမယ်သင်ငန်းစာခေါင်းစဉ်လေးကတော့အခန်းကို အပိုင်းကငယ်ဒုတာဝင်းဆိုတဲ့ကြပြလေးပဲဖြစ်ပါရဲ့ကွယ်ကလီတို့ရေလူတိုင်းမှာတာဝင်ကိုစီရှိကြရဲ့ကွယ်ငယ်တဲ့သူကလည်းငယ်တဲ့လျှောက် အရွယ်ရောက်ပြီးသူတွေကလည်းသူ့အသက်အရွယ်လျောက်နောက်ဆုံးအသက်ကြီးတဲ့သူတွေတောင်မှ သူတို့ကိုယ်တိုင်လုပ်ရမယ်တာဝန်လေးတွေရှိတယ်ကွယ်အခုဒီချယ်ရိုတင် जा ပေးမယ်ကြပြလေးကတော့ဒုတာဝန်ကြပြလေးဖြစ်ပြီးတော့အဲ့ဒီကြပြလေးကိုဆရာတက္ကသိုလ်မောင်မောင်ကြီးက ရေးဆက်ပေးထားတာဖြစ်ပါရဲ့ကွယ်ကဲတားတို့သမီးတို့ရေ ခလေးတို့ရဲ့ဖတ်စာအုပ်စာမျက်နှာ60ကရုပ်ပုံလေးတွေကို အရင်ဆုံးကြည့်ကြရအောင်နော်ဟုတ်ပြီတားတို့သမီးတို့ရေသူတို့ရဲ့အလောက်ကင်လေးတွေကဘာလဲသူတို့ရဲ့တာဝန်လေးတွေကဘာလဲဆိုတာကိုကြည့်ကြည့်ရအောင်နော်ဟုတ်ပြီကဲဒီချက်အရင်ဆုံးဆိုလဲဆိုပြမယ်ရှင်းနေရှင်းပြမယ်တားတို့သမီးတို့ကအရင်ဆုံးလိုက်ကြည့်ထားကြနော်လေသမားကြီးဦးတာအောင်စပါးဆိုင်ကပြည်ကျိုးဆောင် လဲသမားကြီးဥတာအောင်ကတော့လဲသမားဆိုတဲ့အတိုင်းသူ့ရဲ့တာဝန်ကစပါးဆိုင်ဖို့ဖြစ်တဲ့ကွယ်ကိုဖိုးမောင်အလုသမားကုံထုတ်တိုးဖို့သူစူးစာကဲထုတ်ကုံသွင်းကုံနေတိုးတက်ဖို့အတွက်ကတော့ကိုဖိုးမောင်တို့လို အလုသမားတွေရဲ့တာဝန်ပဲဖြစ်ပါရဲ့ကွယ်ဥဖိုးကြားကကျောင်းစီရာစာပေတက်ဖို့တင်ပေးတာကဲကျောင်းစီရာကြီး ဥဖိုးကြရဲ့လုပ်ငန်းတာဝန်ကတော့သားတို့တမီးတို့လိုចောင်းသူចောင်းသားလေးတွေကိုစာတင်ပေးတဲ့တာဝန်ပဲဖြစ်ပါရဲ့ကွယ်မောက်ထွန်းတာတတ်မရောတာနိုင်ငံ့ရန်ကိုကာကွယ်တာကဲတမရောတာစစ်သားကြီးတွေကတော့เนาะနိုင်ငံ့ရဲ့ရန်ကိုကာကွယ်ပေးတယ်တာဝန်ကိုထမ်းဆောင်ရပါတယ်ကွယ်စာပို့လောက်တာမောင်သိန်းတန်းစာပို့ရာတွင်အချိန်မှန် ကဲစာပို့သမားလေးမောင်သိန်းနံကတော့သူဟာအမြဲတမ်းစာတွေကို အချိန်မမှန်နဲ့ပို့ပေးတဲ့ကွယ်ကိုတာဇန်မိသက်သမားမိသက်ယာရင် သူစွန့်စားကဲကိုတာဇန်တို့မိသက်သမားကြီးကတော့မိလောင်တဲ့အခါမှာမိညိတ်တဲ့ကြာမှာသူတို့က အမတန်းကိုတတ်တိရှိရှိနဲ့စွန့်စွန့်စားစားနဲ့အသက်တွေကိုကဲ့ပေးတဲ့ကွယ် နောက်ထပ်စာမျက်နှာ63ကရုပ်ပုံလေးတွေကိုဖတ်ကြည့်ကြရအောင်เนาะရဲသားကြီးကကိုလှရွှေလူโซဖမ်းဖို့တာဝန်ကြီးကဲလူโซတွေကိုဖမ်းဖို့အတွက်ကတော့ရဲသားကြီးကိုလှရွှေရဲ့တာဝန်ပဲဖြစ်ပါတယ်ကွတို့လုံးမေမက်ခေမြရင်ထင်းရရင်ကျွမ်းကျင်လှကဲเนาะရင်ထင်းမယ်လေးမက်ခေမြရဲ့လုပ်ငန်းတာဝန်ကတော့ ရင်လန်းတွေကို ရှင်းပေးတဲ့အခါမှာသူဟာကြွန့်ကြွန့်ကြည်ကျင်နဲ့ရှင်းပေးတဲ့ကွယ်။ကဲဥစိန်ပါကဆရာဝန်ကုသရေးမှာ သူထူးကျွန်းဆရာဝန်ကြီးဥစိန်ပါရဲ့လုပ်ငန်းတာဝန်ကတော့ယောဂါတွေကိုကုသပေးတဲ့အခါမှာသူဟာထူးထူးကျွန့်ကျွန့်နဲ့ကုသပေးတဲ့ကွယ်။ မလမောတူနာပြူစေတနာနဲ့သူပြုစုတူနာပြုလေမလမောငါတော့လူနာတွေကို သူ့ရဲ့စိတ်စေတနာအပြည့်အဝနဲ့ပြုစုပေးတဲ့ကွယ်ဥတာနုကခေါင်းဆောင်ကကြေးရွာကောင်းကျိုးတဲ့ဘိုးမှာကဲကြေးရွာကောင်းဆောင်ဥတာနုကတော့သူ့ရဲ့ကြေးရွာကောင်းကျိုးเนาะစပားဆိုင်တဲ့အခါမှာပဲဖြစ်သူ့ရဲ့ကြေးရွာမှာလိုအပ်တဲ့နေရာတွေအကုန်လုံးကိုသူကတဲ့ဘိုးဆောင်ရွက်ပေးတယ်လို့အဓိပ္ပာယ်ရတယ်ကွယ် ကားဆရာကိုဘတောင်းဘေးရန်ကြည်၍တည်နေမောင်းကဲကားဆရာကြီးကိုဘတောင်းကတော့ရန်နေရမဖြစ်ရေးအတွက်เนาะဘေးရန်ကိုကြည်ပြီးတော့သူကအမြဲကားမောင်းတဲ့အခါမှာတည်ရှိရှိမောင်းနေတဲ့ကွယ်เจ้าသူเจ้าသားတို့အဖို့အရွယ်ရောက်လို့ကြည်ပြင်းတော့ပညာတော်မျက်စိတ်သာတာဝင်ကိုစီထန်းဆိုလာဟုတ်ပြီ တားရသမီးတို့ចောင်းသူចောင်းသားလေးတွေကတော့အရွယ်ရောက်ပြီးကြီးပြင်းလာတဲ့အခါမှာတော့ပညာကိုထူးထူးချွတ်ချွတ်နဲ့စူးစမ်းရမယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းတာဝန်ကိုစီကိုခြေပြောင်းအောင်ထမ်းဆောင်ရမယ်လို့အဓိပ္ပာယ်ရတယ်ကွ့ကဲဒီချန်နဲ့အတူတူကြပြားလေးကိုအစအဆုံးတစ်ခေါက်လောက်ဖတ်ကြည့်ကြရအောင်เนาะဒို့တာဝင်ကြပြားလေသမားကြီးဦးတာအောင်စပါးဆိုင်ခါပြီကျိုးဆောင် ကိုဖိုးမောင်အလုတ်သမားကုံထုတ်တိုးဖို့သူကြိုးစားဦးဖိုးကြားကကျောင်းဆေးရစာပေတက်ဖို့တင်ပေးတာမောင်ထွန်းတာတက်မတော်တာနိုင်ငယ်ရန်ကိုကာခွေထားစာပို့လုတ်သားမောင်သိန်းတန်းစာပို့ရာတွင် အချိန်မှန်ကိုတာဇံမိသက်သမားမိသက်ရာတွင်သူစွန့်စား ရဲသားကြီးကကိုလှရွှေလူโซဖမ်းဖို့တာဝန်ချင်းတို့လုံးမေမက်ခင်မြရင်ထင်းရာတွင်ကျွမ်းကျင်လာဥစိန်ဘာကဆေယာဝန်ကုတရေးမာသူထူးချွန်မလမောသူနာပြုစေတနာနဲ့သူပြုစုဥတာနုကခေါင်းဆောင်ကကြေးရွာကောင်းကျိုးတည်ဖို့မှကဆေယာကိုပါတော့ဘေးရန်ကြည်၍တည်နေမှာ ်ကျောင်းသူကျောင်းသားတို့အဖို့အရွယ်ရောက်လို့ကြီးပြင်းသောပညာတော်မျက်စိတ်သာတာဝင်ကိုစီထန်းဆိုလာတက္ကသိုလ်မောင်မောင်ကြီးကဲတာရုသမီးတို့ရေဒီကြပြလေးကိုရေးဖွဲခဲ့တာကတော့ဆရာတက္ကသိုလ်မောင်မောင်ကြီးပဲဖြစ်ပါတယ်ကွယ် ကဲအခုဆိုရင်သားတို့သမီးတို့ဟာရုပ်ပုံတွေကသူတွေရဲ့လုပ်ငန်းတွေအလုပ်တာဝန်တွေကိုသိရှိသွားပြီလို့ဒီချေထင်ပါတယ်။ကြပြလေးကိုလည်းဟန်ပန်မူရလေးတွေနဲ့ရွတ်ဆိုတတ်အောင်လေ့ကျင့်ကြည့်ကြနော်။ဒီချေတို့အခုသင်ခန်းစာလေးကိုဒီမရင်ရက်ပါမယ်။တတ်တာ